မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ဂရိ1389ခုနှစ်ဒီဇင်ဘာလ24ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့စောစင်မမပထမဆုံးအနေနဲ့ကြောက်ဖြူမျိုးရှိစာတင်ကြောင်းကိုစစ်ကော်မရှင်ဘုံကျဲတိုက်ခိုက်ခဲ့ရာအချိန်မီရွှေပြောင်းနိုင်ခဲ့လို့ကြောင်သားများအသက်ပေးမှလွတ်မြောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်အတွင်းရှိချိရမြောက်ကိုယမန်နေ့နိုဝင်ဘာလ18ရက်နေ့က စစ်ကော်မရှင်ကလေကြောင်းဖြင့်အချိန်ရင်များစွာတိုက်ခိုက်ခဲ့ကြောင်းအရခတက်တော် AE ကထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်ကနိုဝင်ဘာလ18ရက်နေ့နေ့လယ်ပိုင်းကကြောက်ဖြူမြို့နယ်ကြောက်ကလေးကြီးရွာကိုလေကြောင်းမှပေါင်900ဘုံနှလုံးဖြင့်လာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်မင်းရဲတိုက်နယ်လက်တင်ကြီးရွာတွင်ရှိစာတင်ကျောင်းကိုလည်းနေ့လယ်12:30မိနစ်ခန့်ကဘုံကျဲတိုက်ခိုက်ခဲ့လို့စာတင်ကျောင်းအတွင်းကြားရောက်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်အဲ့ဒီနောက်12:39မိနစ်မှာ suicide drone တစ်စီးဖြင့်အဆိုပါစာတင်ကျောင်းအား ထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုကြောင့်လက်တင်ကြီးရွာစာတင်ကျောင်းအဆောက်အုံမှာထိခိုက်ပျက်စီးမှုများရှိခဲ့တော့လေ။စာတင်ကျောင်းတွင်စာတင်ကြားနေတဲ့ကျောင်းသားကျောင်းသူများအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့တေဆုံးဒဏ်ရာရခဲ့မှုမရှိခဲ့ကြောင်းအေအေကထုတ်ပြန်ထားပါဗျ။ဒါ့အပြင်စစ်ကော်မရှင်တပ်ကညနေ4:30မိနစ်ခန့်မှာလေအမြင့်ကျွန်းတရာအနီးကိုဝိုင်တွဲလေရင်ဖြင့်ဘုံအလုံး60ခန့်လာရောက်ကျဲချခဲ့ပါဗျ။ဆက်လက်ပြီးည7:18မိနစ်မှာ မင်းရဲတိုက်နယ်ရှိမင်းရဲရွာနဲ့တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာများကိုဒီကြောင်မှထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ည7:25မိနစ်မှာစင်ချောင်းကန်းချီမျက်နှာစာမှာနေရာယူထားတဲ့စစ်ကော်မရှင်ရဲ့စစ်သင်္ဘောနှစ်စီးပေါ်မှာလက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုမူသိရှိခြင်းမရှိသေးကြောင်း AE ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။စစ်ကော်မရှင်ကလေချောင်းတိုက်ခိုက်မှုများကိုစက်တိုက်ပြုလုပ်လာနေခြင်းကြောင့်ကြောက်ဖြူမျိုးနယ်ရှိကြေးရွာများမှပြည်သူများအနေဖြင့်လေချောင်းရွာပုံမှုတရိထားကြရန် အရက်ခတက်တော် A က3ဘေးတိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီးရန်ကုန်မှာနိုဝင်ဘာလဒုတိယပတ်တွင်စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတူကိုစန့်ကျင်သူများအပါအဝင်အရက်သား14ဦးဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာနိုဝင်ဘာလ10ရက်နေ့မှ16ရက်နေ့အထိတပတ်အတွင်းအရက်သား14ဦးဖမ်းဆီးခံခဲ့ရကြောင်းရန်ကုန်ကင်းထောက်ကွန်ရဲ့ရန်ကုန်စကုတ် network မှသိရပါတယ်အဆိုပါလူ14ဦးမှာမြောက်ကလာတန်လင်းနဲ့တင်ငန်းကျော်စတဲ့မြို့နယ်၃မြို့နယ်မှာဖြစ်ပြီး စစ်ကော်မရှင်ရဲ့မတရားဖမ်းဆီးမှုကိုခံခဲ့ရခြင်းပဲဖြစ်ပါတယ်။ရန်ကုန်မြို့ရှိလမ်းပေါ်မှာရန်တန်းပေါ်တာဆွဲခံခဲ့ရသူ၅ဦး၊လမ်းသွားနေစဉ်စစ်ဆေးပြီးဖမ်းခံရသူ၂ဦး၊တရင်အတိအကျဖြင့်ရှာဖွေဖမ်းဆီးခံရသူ၃ဦး၊မဲဆွယ်ဆိုင်ပုတ်များကိုဖျက်ဆီးမှုဖြင့်ဆွဆွဲဖမ်းဆီးခံရသူ၄ဦးတို့ဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ရွက်ကောက်ပွဲကို ဝေဖန်နှောက်ယှက်သူများကိုရှာဖွေဖမ်းဆီးမြယ်ဟုလည်းစစ်ကော်မရှင်ကနာမည်နဲ့တက်ပြီးချင်းချောက်ထားကသုံးခွားမြို့နယ်ပလဲကြီးရွာနေအသက်30ရွယ်မက်ရမုံဦးဟာနိုဝင်ဘာလ၄ရက်နေ့ကဖေဖို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတုကိုဝေဖန်ရေးသားခဲ့၍ဖမ်းဆီးရန်ရှာဖွေလျက်ရှိကြောင်းသိရပါဗျ။ထို့အတူမရန်ကုန်မြို့နယ်နေဒေါက်တာခင်မကိုလည်းနိုဝင်ဘာလ9ရက်နေ့ကလူမှုကွန်ရက်ဖေဖို့စာမျက်နှာမှာတင်ခဲ့တဲ့ပို့ကြောင့်ရှာဖွေဖမ်းဆီးရန်လှုံ့ဆော်နေကြောင်းရန်ကုန်ကင်းတောက်ကွန်ရက်မှာဖော်ပြထားပါဗျ။ စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ပြည်ထောင်စုစံခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီ USDP ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပြည်သူ့ပါတီ PP တိုင်းသားစည်းလုံးညီညွတ်ရေးပါတီတဆညစတဲ့ပါတီများနဲ့တတိပုဂ္ဂလပြိုင်မဲ့သူများသည်ရန်ကုန်မြို့အတွင်းတွင်စိုင်းပုတ်ထောင်စာရွက်ဝေးဟောပြောပွဲစတဲ့လှုပ်ရှားမှုများလှုပ်ဆောင်လာကြောင်းသိရပါဗျ။ရန်ကုန်မြို့အတွင်းအင်တာနက် Wi-Fi လိုင်းများသည်လည်းနှေးကွေးနေပြီးစစ်သားရဲ့ ကျူးစောထီနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်းရွေးကောက်ပွဲပြိုင်မဲ့ပါတီများအတွက်တက်ဆိုင်ရာနေရာအလိုက်လုံခြုံရေးယူပေးထားကြောင်းသိရပါဗျ။ဒါ့အပြင်ရန်ကုန်မန္တလေးအမြတ်လမ်းမကြီးရဲ့ Zero Mile Gate မှာလည်းအစီအစဉ်များစွာတင်းကျပ်နေကြောင်းခီးသွားများထံမှသိရပါဗျခင်ဗျာ။ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတော့ PSN News ရဲ့ဝိုင်းတော်သူမာရီလင်ကတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ YSM News ကိုနားဆင်နေကြတဲ့တော်တော်ရှင်များအားလုံးပဲမင်္ဂလာပါရှင်။ဒီချိန်ကစပြီး YSM News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်ရှိတ်ဟာစီနာကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများဖြင့်မျက်ကွယ်သေတံချမှတ်တဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိအထူးခုံရုံးတစ်ခုကဖြုတ်ချခံရတဲ့ဝန်ကြီးချုပ်ဟောင်ရှိတ်ဟာစီနာကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့ဂျမန်နဲ့နိုဝင်ဘာလ18ရက်နေ့မှာမျက်ကွယ်သေတံချမှတ်ခဲ့ပါတယ်။ we have decided to inflict her with only one sentence that is sentence of death ဆိုပါပြတဲ့ဟာသူမရဲ့15နှစ်ကြာအုပ်ချုပ်ရေးကိုဆုံးသက်စေခဲ့ပြီးလူရပေါင်းများစွာတည်ဆုံးခဲ့တော့လူလူအောင်ကြွမှုနဲ့ပတ်သက်လျက်ရှိပါတယ်ဆိုပါအထူးခွန်ရုံးကအမှုတွဲမှာပါဝင်တဲ့ပြည်ထောင်ဝင်ကြီးဟောင်းအာဆာဒူဇမတ်ခန့်အားလည်းတည်တံ့ချမှတ်ခဲ့ပါတယ် တတိယတန်တရားရှိသူဖြစ်တဲ့ရဲချိုဟောင်းတဦးကမူဟာစီနာမှုအတွက်နိုင်ငံတော်တပ်တွေဖြစ်ထွက်ဆိုကအပြစ်ကိုဝန်ခံခဲ့တာကြောင့်ထောင်ဒဏ်၅နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ဟာစီနာနဲ့ခန်တို့ဟာ2024ခုနှစ်ဇူလိုင်နဲ့ဩဂုတ်လများအတွင်းကចောင်းသားများဥဆောင်တဲ့အုံကြောင့်မှုအတွင်းလူရပေါင်းများစွာကိုတပ်ဖြတ်ခဲ့မှုအတွက်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဖြင့်ခုကဲ့သို့အပြစ်ပေးခံခဲ့ရခြင်းဖြစ်ပါတယ်။ထို့သောခုံရုံးစီရင်ချက်မှချမိဟာစီနာက၎င်းရဲ့ထောက်ခံသူများကို စင်ချက်နဲ့ပတ်သက်ပြီးစိတ်မပူကြဖို့တမ်း message ပြတိုက်တွန်းခဲ့ပြီး၎င်း၏ပါတီဟောင်းအဝါမီလီကလည်းတကြော့ပြန်ပိတ်ဆို့ဆန္ဒပြရန်တောင်းဆိုခဲ့ပါတယ်။အဲ့လိုတောင်းဆိုပြီးတဲ့နောက်နိုင်ငံတော်ဝန်မှရင်းများကိုအဓိကပြစ်မှတ်ထားတဲ့မီးရှို့တိုက်ခိုက်မှု90နီးပါးနဲ့လက်လက်ဝုံပေါက်ကွဲမှုဒါဇင်ပေါင်းများစွာဖြစ်ပွားခဲ့ရာလူနှစ်ဦးသေဆုံးခဲ့ကြောင်းဒေသမီဒီယာတွေကဖော်ပြပါတယ်။ဂျာဗီအစိုးရကလည်းစီရင်ချက်မချမီဒါကာနဲ့ဂျာဒေသများစွာမှာအရန်နေကြဆောင်တပ်ဖွဲ့များရဲတပ်ဖွဲ့များခြားထားပြီးလုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ။ဒီချိန်တည်းမှာပဲဒါကာရဲ့ချုပ်ရှိခ်မိုဟာမက်ဆာဇက်အလီကရင်းများကိုမိရှုသူသို့မဟုတ်လက်လုံပုံဖြင့်ပြပောက်သူများကို ပြစ်မိတ်ပေးထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာကူလသမဂ္ဂရဲ့ February လအစည်းအဝေးခန်းစာရ2024ခုနှစ်အုံကြွမှုအတွင်းဘင်္ဂလားဒေ့ရှ်တွင်လူ1400အထိသေဆုံးနိုင်ခဲ့ကြောင်းဖော်ပြထားပြီးဂျာဗက်ဆူရလက်အောက်ရှိဂျမိုင်းဆိုင်ရာဂျမေးပုတ်ကူကမူလူ800ကျော်သေဆုံးကလူပေါင်း14000ခန့်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဟာစီနာဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လ9ရက်နေ့မှာဖြုတ်ချခံခဲ့ရပြီးနောက် အိန္ဒိယသို့ထွက်ပြေးတန်းရှောင်ခဲ့ပါတယ်သူမကိုဖြုတ်ချပြီးသုံးရက်အကြာမှာဘင်္ဂလားဒေ့ရှ်နိုဘယ်ငင်းချမ်းရေးဆုရှင်မိုဟာမက်ယူနုစ်ကဂျာဗက်ဆူရရဲ့အကြီးအကဲဖြစ်တာဝန်ယူခဲ့ပြီးဖေဖော်ဝါရီလမှကျင်းပမဲ့ရွေးကောက်ပွဲမှာလည်းဟာစီနာရဲ့အဝါမီလစ်ပါတီဝင်ရောက်ရှင်ပြန်ခွင့်ရရှိမည်မဟုတ်ကြောင်းယူနုစ်ကပြောကြားထားပါတယ်။လက်ရှိမှာယူနုစ်လမ်းမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဟာတည်ငြိမ်မှုလက္ခဏာအကန့်အသတ်နဲ့လမ်းဆောင်လမ်းကွာတွင်ဆက်လက်တည်ရှိနေပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့စစ်ပွဲများနဲ့ရမုံငွေအကျပ်တင်များကြောင့်မြန်မာနိုင်ငံလူသားချင်းစာနာမှုအခြေအနေဆိုးရွားနေတယ်လို့ UN OCHA သတိပေးတဲ့သတင်းဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများညှိနှိုင်းရေးယူ UN OCHA မြန်မာရုံးကလက်ရှိမြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအခြေအနေနဲ့ဆက်လင်ပြီးထုတ်ပြန်ချက်တစ်ခုကိုယမန်နေ့နိုဝင်ဘာလ18ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့ရမှာနိုင်ငံဟာစစ်ပွဲများတဘာဝဘေးအန္တရာယ်နဲ့ရမုံငွေပြတ်တောက်မှုဟူသောစိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရတယ်လို့အသိပေးလိုက်ပါတယ်။ ။အိုချာရဲ့ဆိုရမြန်မာနိုင်ငံသားများဟာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများရည်ကြီးရချမ်းမှုနဲ့2025ခုနှစ်မလငလျင်တက်များအပါအဝင်ခက်ခဲများစွာရဲ့ဝင်တော့ဝင်ဖို့ကိုဆက်လက်ထံပိုးနေရပါတယ်။တိုက်ပွဲတွေကြောင့်ပြည်တွင်းနေရွှေဆွန်ခွာရသူစုစုပေါင်းဥယျာဉ်ဟာ2025ခုနှစ်နိုဝင်ဘာလတွင်3.6တန်းအထိမြင့်တက်လာနိုင်ပွဲရှိပါတယ်။မြန်မာနိုင်ငံဟာစနေခါမလုံလောက်မှုအတွက်ကမ္ဘာပေါ်မှာအလွန်အမင်းစိုးရိမ်ပွဲရနေရတဲ့ခုဖြစ်ဆက်လက်သတ်မှတ်ခံထားရပါတယ်။သူတို့ဖြင့်ရခိုင်ပြည်နယ်မောင်တော်နဲ့ မူသီထောင်မြို့နယ်တို့မှာအာဟာရချို့တက်မှုအခြေအနေများလျင်မြန်စွာဆောက်ရုံလာနိုင်ကြောင်းဖော်ပြပါရယ်။မြေမြုံမိုင်းများနဲ့ပောက်ကွဲစီတတ်တဲ့ဆစ်လက်နက်ပစ္စည်းများ ERW ကြောင့်နေ့စဉ်ရက်သားနှစ်ဦးထိခိုက်ဒဏ်ရာရသို့မဟုတ်သေဆုံးနေရတယ်လို့လည်းအချက်လက်တွေကပြသနေပြီးမိုင်းအင်ဒီယပညာပေးခြင်းနဲ့ရှင်းလင်းရေးလုပ်ငန်းတွေလည်းအရေးတကြီးလိုအပ်နေပါရယ်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ရေးအတွက်ဒီကစိန်ခေါ်မှုမှာရမငွေပြတ်တောက်မှုဖြစ်ပြီး2025ခုနှစ်တနင်္လာနေ့အတွက်လိုအပ်တဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နဲ့တုံ့ပြန်ရေးအစီအစဉ် HNRPE ရမငွေသည်လက်ရှိချိန်ထိ15ရာခိုင်နှုန်းများသာရရှိပါသေးတယ်။ဤကဲ့သို့ရမငွေဆိုးရွားစွာမလုံလောက်ခြင်းဟာတက်ခဲအကူအညီလိုအပ်နေတဲ့လူဦးရေတန်းပေါင်းများစွာထံအကူအညီပေးဖို့နိုင်ရေးကိုအလွန်မင်းခက်ခဲစေတယ်လို့ UNOCHA ကတတိပေးပြောကြားထားပါတယ်ရှင်။ ကျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေခင်ဗျာ။